အရွယ်မြောက်သေးတဲ့တားငယ်လေးတစ်ယောက်နဲ့အတူတူသူဟာနေထိုင်စရာမရှိရတဲ့အတွက်သူ့ရဲ့ကားထဲမှာပဲနေထိုင်ခဲ့ပြီးတော့တနေ့တာကိုဘလို့ဖြတ်တန်းရမလဲဆိုတာကိုတွေးတောပြီးတော့စိုးရင်ပူပန်နေခဲ့ရပါတယ်။ဘဝမှာမိမိရဲ့မိမိရဲ့စူးစမ်းဝင်အားလုံးဆုံးရှုံးသွားပြီးတော့ ညအေးရဝင်မဲ့ဆိုရင်တော့အိတ်ဖို့ကားတစီးပဲကျန်နေတော့တယ်အဲ့လိုဆုံးရှုံးမှုများများသာရှိပြီးတော့အိမ်မက်ရာမဲဘဝကနေပြီးတော့ဘီလင်နာတယောက်ဖြစ်လာခဲ့ပါတယ်ဆိုတော့လက်တွေ့ဘဝမှာအောင်မြင်မှုကြီးကြီးမားမားရှိခဲ့တဲ့သူတယောက်ရဲ့အကြောင်းကို မျှဝေပေးခြင်းပါတယ်သူ့ရဲ့နာမည်ကတော့ John Paul De Horio လို့ခေါ်ပါတယ် ဂျွန်ပေါ်ရဲ့ငယ်စဉ်ဘဝဆိုလို့ရှိရင်လည်းဘယ်တော့မှလွယ်ကူခဲ့တာမဟုတ်ခဲ့ပါဘူး။ single mother နေပြီးတော့ဆင်းရဲတဲ့ဘဝနဲ့ပြုစုပြောင်းထောင်ပေးခဲ့ပါတယ်။ငယ်စဉ်ကတည်းကတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်။ဘဝရဲ့အစမှာတည်င်းစာကိုရှောင်းပြီးတော့ရုန်းကန်ခဲ့ပါတယ်။အသက်20ကျော်လာတဲ့အခါမှာဂျွန်ပေါ်ရဲ့ဘဝဟာပုံမဆိုးရွားတဲ့ဆိုးရွားလာခဲ့ပါတယ်။ သူ့ရဲ့တိုက်ခင်းသူ့ရဲ့စုဆောင်းဝင် အားလုံးနဲ့ဆုံးရှုံးသွားခဲ့ပါတယ်။အရွယ်မြောက်သေးတဲ့တားငယ်လေးတယောက်နဲ့အတူတူသူဟာနေထိုင်စရာမရှိတဲ့အတွက်သူ့ရဲ့ကားထဲမှာပဲနေထိုင်ခဲ့ပြီးတော့တဏိတာကိုဘလို့ဖျက်တမ်းရမလဲဆိုတာကို တွေးတောပြီးတော့စိုးရင်ပူပန်နေခဲ့ရပါတယ်။ဒါပေမဲ့ဂျွန်ပေါ်ကဘဝကိုလွယ်လွယ်ကူကူနဲ့အရှုံးပေးဖို့ကိုညှင်းဆန်ခဲ့ပါတယ်။သူကဒေါ်လာ900ကိုစုဆောင်းပြီးတော့သူ့တငယ်ချင်း ပေါ်မီရှယ်နဲ့အကျိုးတူလုပ်ငန်းကိုလှုပ်ဆောင်မယ်လို့ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။စပိန်နဲ့ပတ်သက်တဲ့ project တစ်ခုကိုဖန်တီးဖို့ပါ။ဒါပေမဲ့ပေယာမလွယ်ကူရယ်ဆိုတာမရှိခဲ့ပါဘူး။သူတို့လှုပ်ချင်တဲ့လမ်းကြောင်းပေါ်မှာအတားဆီးတွေနဲ့ပြင်းညက်နေခဲ့ပါတယ်။ဈေးရောင်းမှုအတွက် retail store မရှိ၊ခန်းနာတဲ့ရုံးငန်းတွေမရှိ။ဈေးကွက်အသစ်ရှာဖွေဖို့အတွက်လည်း marketing campaign တွေကိုသူ မလုပ်နိုင်ခဲ့ပါဘူး။သူ့မှာရှိတာကတော့ဇွဲသက်တီး ဝရိယကြိုးပမ်းလိုမှုရယူလိုမှုပိုင်ဆိုင်လိုမှုအောင်မြင်လိုမှုတွေစိတ်တဲ့စိတ်တွေနဲ့သူကဆိုလို့ရှိရင်ကားရဲ့နောက်ဖုံးထဲမှာထည့်ပြီးတော့ရှမ်ပူတွေကိုစတင်ရောင်းချခဲ့ပါတယ်။ပြင်မပြေနိုင်ဘူးဆိုတဲ့စကားတွေကို အချိန်ပေါင်းမြတ်များစွာမရေမတွက်နိုင်အောင်လို့ကြားခဲ့ရပင်မဲ့သူရဲ့အိမ်မက်တွေကို အကောင့်ထဲပေါ်ဖို့အတွက်ကိုယုံကြည်မှု ပြင်းပြင်းပြပြနဲ့ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။မလျှော်သောဆွဲလုံလဝရိယတွေကြောင့်လည်း အခြေအနေအရဖြည်းဖြည်းချင်းကြောင်းလဲလာပါတယ်။ဒူရီယာပေါ်မစ်ချယ်ပစ္စည်းတွေကို နှစ်သက်လာကြပါတယ်။ရောင်းအားတွေကတဟုန်ထို့မြင့်တက်လာခဲ့ပါတယ်။အစပိုင်းမှာအလုံးယုံကန်ခဲ့ရတဲ့လုပ်ငန်းကနေပြီးတော့ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ Empire တစ်ခုအဖြစ်ကိုပြောင်းလဲသွားနိုင်ခဲ့ပါတယ်။လက်ရှိကာလမှာဆိုလို့ရှိရင်လည်းဂျွန်ပေါ်ဒီဟိုရီယာဆိုလို့ရှိရင်တာမန်ဘီလီယံနာတယောက်တည်းအများကြီးကိုပို့ပါ တကယ်ကိုစံထားတဲ့စံပြပုဂ္ဂိုလ်တူပါ သူဟာဆလို့ရှိရင်ရုံးကန်နေရတဲ့စွန်ဦးတီထွင်သူတွေကိုလည်းလမ်းညွှန်ပေးတယ်မရေမထွက်နိုင်တဲ့ပရာဟိတလုပ်ငန်းတွေကိုလည်းထောက်ပံ့မှုမြောက်များစွာကိုသူပေးခဲ့ပါတယ်သူ့လိုမျိုး homeless ဘဝကနေပြီးတော့ဘီလီယံနာတူဖြစ်လာအောင်စူးစားခဲ့တာတွေရုံးကန်ခဲ့တာတွေအခက်အခဲတွေအားလုံးကိုကြော်လာပြီးတော့ဆက်လက်လျှောက်လန်းနိုင်ခဲ့ပြီးတော့ ပန်းနိုင်ကိုအရောက်ရှောက်လန်းခဲ့တဲ့စံပြပုတ်ကိုရဲ့လက်တွေ့ဘဝကိုကျွန်တော်တို့ရေကသင်ငန်းစာဖြစ်ယူပြီးတော့အသုံးချမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဘဝဟာဆိုလို့ရှိရင်လည်းအများကြီးကိုတိုးတက်ပြောင်းလဲလာနိုင်ပါတယ်။ဒါရီယာဆိုလို့ရှိရင်ဘယ်သူမဆိုသင်ငန်းစာယူသင့်တယ်၊စူးစမ်းသင့်တယ်၊ယုံကြည်မှုကိုခိုင်ခိုင်မြဲမြဲစောက်ကင်ထားပြီးတော့အောင်မြင်မှုပန်းတိုင်းဒီအရောက်အောင်ဆက်လျှောက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းအောင်မြင်မှု ကြီးကြီးမားမားတွေကိုရယူနိုင်မှအလွန်မြင့်သေးကြသလိုအားလုံးလည်းအောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ဒီ season လေးကိုကြည့်ရှုနေသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ် sharing the bridge ကနေ season နဲ့ sharing is caring program မှာတူတူယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။